ကဲဒီနေ့တော့မစားရတာကြားတဲ့အိမ်လွမ်းပြီပဲပြုတ်ထမင်းကြော်လေးကြော်စားကြမယ်။ပဲပြုတ်တွေအိမ်ချက်တစိကဒီပဲပြုတ်ဘူးလေးကိုတုံထားပါဗျ။တော်တော်များများလဲပါပါဗျ။ထမင်းကြော်အတွက်ကရေခဲတစ်တားထဲမှာထည့်ထားတဲ့ထမင်းကပို့ပြီးတော့ fluffy လေးဖြစ်ပြီးပိုစားကောင်းပါဗျ။စားရဲပြီးလို့ရှိရင်ဘဲငံပြားရဲထည့်ပြီးတော့ရိုးရိုးလေးကြော်ရုံပါဗျ။ညစီကြရတာကြီးမပါခြင်းလို့ကျတုံပြူဒီအစ်စင်မှာပဲထည့်လိုက်ပါတယ်။ပြီးတော့ဘဲပြုတ်လေးထည့်ပြီးတော့ဝေပြီးတော့ကြော်ရုံပါပဲ ကြော်နေတော့မှအချင်းလောက်ကြမယ်ကိုယ်တိုင်လောက်ထားတဲ့မုံလာဥဖြူချင်းလေးယူမယ်ပြီးရင်ကျတူနီလေးထက်ငယ်ဦးသေးစိမ့်လေးဖြတ်ထက်ဒါဆိုရင်ပြီးပါပြီမုံလာချင်းလုံနီးဗီဒီယိုလေးလည်းတက်တက်တင်ထားပါဗျ။ကဲပြီးရင် coffee ဖြောမယ် ဲပြုတ်ထမင်းကြော်ဆိုင်ကျုပ်ကြော်တော့ပေးထားရလို့ဖြစ်မယ်။ထမင်းကြော်ကအီအီလေးဆိုတော့ texture ဆုံဆုံစားရအောင်ကျွတ်ကျွတ်ရွရွလေးကြော်လိုက်ပါရစေ။ပြီးရင်ငရုကောင်းလေးဖြူမယ်။ကဲဒါဆိုရင်တော့ပဲပြုတ်ထမင်းကြော်လေးရပါပြီ။ရေခဲတဲ့တိုင်းမှာရှိတဲ့ချစ်မောင်ကြော်လေးနဲ့တွဲစားလိုက်တော့လုံးဝ perfect ။ကဲစားကြပါဦး။